ဒီလူတယောက်ဟာတလားကဝင်ငွေ300ကျပ်ပဲရှိပေမယ့်အမိနိုင်ငံရဲ့တကားကို32နှစ်ကြာစောင့်ရှောက်ခဲ့ပါတယ်။ဒီရေမရှိမီးမရှိချင်းရွေမွေတွေပိုးကောင်တွေပြည်နေတဲ့3ညတက်တမ3ည3တဲ့စတူယန်ကီလိုမီတာလေးပဲရှိတဲ့ကျုံးငယ်လေးဟာနိုင်ငံတော်နဲ့ပြည်သူတွေအတွက်ကင်းမြောင်စင်ဖြစ်လာခဲ့တယ်။သူဟာဖခင်ကောင်တယောက်မဟုတ်သလိုတားကောင်တယောက်လည်းမဟုတ်ပါဘူး။ဒါပေမဲ့နိုင်ငံတော်နဲ့မျိုးကိုစောင့်ရှောက်နိုင်မှုတွင်32နှစ်တာကာလအတွင်းမိသားစုနဲ့၅ချိန်သာစုံစည်းခဲ့ရပါတယ်။သူဟာဖခင်ဇာပနာကိုလွှဲခဲ့ရတယ်။တားသမီးတွေကြည်ပင်းလာတာကိုလည်းလွှဲခဲ့ရတယ်။

ဒါပေမဲ့သူ့နာမည်ကတော့တရုတ်လူမျိုးတိုင်းသတိရနေသိတဲ့နာမည်ပါပဲ။ဒါဟာတကယ်ကိုဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းပါ။1986ခုနှစ်ဆောင်းဦးရာသီမှာအသက်26နှစ်အရွယ်ရဲပိုင်ဟာကျုံးမော့ကိုပထမဆုံးအချိန်ရောက်ရောက်ချင်းပဲမုံတိုင်းကြီးနဲ့ကြုံခဲ့ရတယ်။ခွေးသုံးကောင်ကိုခေါ်ပြီးပြေးလွှားရင်းမင်းရဲ့အခန်းထဲရောက်သွားပေမဲ့လေလိုင်းတွေကြောင့်ပဒင်းပေါက်တွေတကားတွေကျိုးပြက်ကုန်တယ်။ဒီမုံတိုင်းကိုဘေလူးလို့ချစ်စရာနာမည်တော်ပေးထားကြသေးတယ်။သူဟာကျိုးနေတဲ့အပေါက်ကိုပိတ်ဖို့အတွက်တခုတည်းသောဆောင်းကိုယူရင်းကနေမတော်တဆပဒင်းပေါက်အပြင်ဘက်ကိုလဲကျသွားတယ်။အဲ့ဒီအချိန်မှာကျုံးမော့ကမိပြတဲ့မိငိမ့် ေတာကိုရုတ်တရက်သတိထားမိလိုက်တယ်။ဒါဟာမိုးကြိုးပစ်တဲ့အချိန်မှာအနီးနားကတင်မောတွေကိုကြောက်တန်းတွေနဲ့မတိုင်းမီအောင်သတိပေးတဲ့အချက်ပြမိပါ။တခုခုဖြစ်သွားရင်တော့အကျိုးဆက်ကကြောက်စရာကောင်းပါပဲ။မိုးရေတွေတလင်းပြင်းလုံးပြည့်နေတဲ့အိမ်ကိုဂီယုမဆိုင်တော့ပဲမုံတိုင်းနဲ့တိုးဝင်ပြီးမိပြားလိုက်ပေါ်တက်ပြီးပြင်ဆင်လိုက်တယ်။ခဏကြာမှမိပြားလိုက်ကပြန်လင်းလာတော့မှတက်ပြင်းချနိုင်တယ်။ဒါပေမဲ့တက်ပြင်းချဖို့တောင်အချိန်မရလိုက်ဘူး။ကျုံးမော်ကနိုင်ငံတော်အလံကိုမုံတိုင်းကစုပ်ပြဲသွားတာတွေ့လိုက်ရတယ်။ဒါကြောင့်သူလုံးဝလက်ခံလို့မရဘူး။နားချိန်တော့မယူပဲစုပ်ပြဲနေတဲ့အလံကိုပိုက်ပြီးမြေအောက်ခန်းထဲကအသေးဆက် က်ဆက်အလံကိုထုတ်ပြီးအစားထိုးလဲလှယ်လိုက်တယ်။အလုံးအလုံးပြီးဆုံးသွားတဲ့အခါမှာပင်လေရေဘဏ္ဍကစိန်ခံထားရမှန်းမသိတဲ့ပြောင်မှုပါမှုကိုယူပြီးအရသာရှိရှိစားပါတော့တယ်။ခြေရင်းမှာရှိတဲ့ခွေးလေးတွေကိုတော့ဝေမျှပေးဖို့မမေ့ပါဘူး။သူရဲ့တာဝန်ကခိုင်ရှန်ကျုံးကိုစောင်းရှောက်ဖို့တွင်မကပဲအနီးနားကငါဖန်သမားတွေကိုပါကာကွယ်ဖို့ပါပဲဒါကြောင့်မြူရယ်ဆိုင်တဲ့ခါတိုင်းသူဟာအပြင်ကိုပြေးထွက်ပြီးအနီးနားကငါဖန်သိမ်းမိုးတွေကိုသတိပေးရတယ် သူတတ်ထွက်လို့နေပါ okay နေပေမဲ့ပင်လယ်လှိုင်းကြီးတွေအတန်ကသူ့အတန်ကိုလုံးဝဖုံးလွှမ်းသွားတယ်။ငါဖန်သိမောတစင်းဟာကန်နာတရားကိုမတိုက်မိအောင်ရှောင်လို့မရတော့ဘူး။ခြေပိုင်ဟာလုံးဝတွေးမနေတော့ပဲပင်လယ်ထဲဒိုက်ရိုက်ခုန်စေမိအဲ့ဒီလူကိုကယ်တင်ခဲ့တယ်။သူ့ကိုနေရာချထားပေးပြီးတာနဲ့တန်ပန်းကိုတီးခတ်ပြီးအနီးနားကငါဖန်သိမောတွေကိုသတိပေးပြန်တယ်။မမောင်ဟာပထမဆုံးပင်လယ်ထွက်တဲ့ခရီးမှာအသက်မသေးုံတမဲဖြစ်သွားခဲ့တယ်။ခြေပိုင်ရဲ့အသက်ကယ်ပေးခဲ့တာကိုကျေးဇူးဆက်တဲ့အနေနဲ့သူရတဲ့ပထမဆုံးငွေကိုရဲပိုင်ကိုအကုန်ပေးမယ်လို့ကတိပေးတယ်။ဒီစကားတော့ကြားတော့ရဲပိုင်က ဘာမှမဖြစ်သလိုပါပဲ။သူပါဆုလမမလိုချင်ခဲ့ဘူး။မောင်မောင်ကိုနောက်နေ့မှတရားလောက်ကျုံးပေါ်မှာအတူနေပေးဖို့ပြောခဲ့တယ်။မောင်မောင်ကနားမလဲပေမဲ့နောက်ဆုံးတော့ဒီအကိုကြီးရဲ့ဆန္ဒကိုလိုက်ရောခဲ့တယ်။နောက်နေ့မနက်စောစောမှာရဲပိုင်ဟာထုံးစံတိုင်းအလန်းနေခန်းနာလှုပ်တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့မောင်မောင်ဟာကြောက်ရွံ့စင်ဝင်သွားတယ်။ဒါပေမဲ့ဒါက32နှစ်တာကာလအတွင်းကရေခဲတောင်ထိပ်ဖျားလေးပဲရှိပါသေးတယ်။အဲ့ဒီအချိန်မှာအခန်းထဲကတယ်လီဖုန်းမြည်လာတော့မမောင်ဟာဘသူ့ကိုမှဂီယူမဆိုင်တော့ပဲဖုန်းထဲကနေစူပူချိန်မောင်းလိုက်တယ် ခမရတော့လူကိုအယမ်းနိုင်ကျင့်ကြတာပဲဒီရဲဘော်ကအုံနောက်တိတ်မကောင်းရီလဲမရီရောက်နှစ်ပတ်လောက်လူစားထိုးဖို့ရှာပြီအခက်ခဲရှိလို့လားအခက်ခဲကအများကြီးပဲခေါက်ဆွေးတွေပိုပဲခေါက်ဆွဲကြောက်ရောပဲဆေးရောပဲမောင်မောင်စကားမဆုံးခင်မှာပဲပြန်လာတဲ့ရဲပိုင်ဟာဖုန်းကိုယူပြီး ဒီမှာအလုံးပုံမှန်ပါပဲလို့တင်းင်းပို့လိုက်တယ်ပစ္စည်းပို့ဖို့တခါတလေဘလောက်ခက်ခဲလဲဆိုတာသူနားလေတယ်အကိုကြီးတွေကဝင်တော့ဝင်ဖို့မဖြစ်စေချင်ဘူးတကယ်တော့သူကျုံးမပထမဆုံးရောက်တော့ကအကိုကြီးတွေက15ရက်ပဲစောင့်ပေးပါလို့ပြောခဲ့တာဒါပေမဲ့နေရံပေါ်ကစာလုံးကြီးများလာတာနဲ့အများလူစားလေးမဲ့ကိစ္စကိုသူလုံးဝမျှော်လင့်မထားတော့ပါဘူးကျုံးမမှာစာနယ်ရိက္ခာနည်းနည်းလေးပဲရှိတာကြောင့်ရဲပိုင်ကိုဝင်တော့ဝင်ဖို့မဖြစ်စေဖို့အတွက်မမောင်ဟာအကြောင်းပြချက်ရှာပြီးအမြန်ထွက်သွားခဲ့တယ်အကိုကျွန်တော်သာမီ30တိုင်ကိုကျေးဇူးဆက်ပါမယ် ဒီစကားတွေကိုကြားရတော့သူကတော့ခက်အေးအေးပဲလက်ဝေးရမ်းပြတယ်။ကျုံးပေါ်မှာကြာကြီးဆောင်းလျှောက်ခဲ့တဲ့ကာလာတချောင်းသူကယ်တင်ခဲ့တဲ့လူတွေဟာလက်ဆယ်ချောင်းတော့မကပါဘူး။ဒါပေမဲ့ဒီချိန်ထိသူ့စီလာလေတဲ့သူတယောက်မှမရှိခဲ့ပါဘူး။ဒါကြောင့်ဒီလိုကလေးတွေကိုသူမျှော်လင့်မထားတော့ပါဘူး။မောင်မောင်ထွက်သွားပြီးတဲ့နောက်မှာရဲပိုင်ဟာပုံမှန်တိုင်းပင်လယ်ပြင်ပတ်ဝန်းကျင်ကိုကင်းလှည့်နေတယ်။ဒီတခါတော့ကင်းလစ်စစ်သင်္ဘောကိုရုတ်တရက်မြင်လိုက်ရတော့သူ့ရဲ့အထူးကြံစံနေနေစဉ်ဘွားဟာတခဏချင်းမှပဲစိတ်လှုပ်ရှားစရာဖြစ်သွားခဲ့တယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာဘေးနားကခွေးတွေဟာပြင်းပြင်းထန်ထန်ဟောင်နေကြတယ်။တေချာကြည့်လိုက်တော့ရဲဘော်ဟောင်စီပိုင်းဟာလူအုပ်ကိုခေါ်ပြီးကျုံးမော်ရောက်လာတာကိုတွေ့လိုက်ရတယ်။ဒါကသူ့ကိုပို့ပြီးစိတ်လှုပ်ရှားစေတယ်။ဘာလို့လဲဆိုတော့ဈေးပိုင်းကဒီတစ်ခါကျုံးမော်တိုင်ရင်သူ့ကိုအိမ်ပြန်ခေါ်မယ်လို့ပါဇက်ကတိပေးထားတာကိုလူများကြီးရောက်လာတာကိုမြင်တော့လေသူကျေနပ်မိတယ်။ပြီးတော့ဝန်သားအာယာနဲ့ပြေးစီမီကြိုဆိုလိုက်တယ်။ဒါပေမဲ့သူပြေးရောက်သွားတဲ့အခါမှာဖခင်ကကနန်းဖန်းပိုက်ရင်တဲ့အိတ်နဲ့အိတ်ရေကိုယူလာပြီးပြန်တော့မယ်လို့ပြောလိုက်တယ်။ဘာလို့ဒီဒီလာပို့တာလဲ။ဒီပစ္စည်းတွေကဘာတွေမို့လို့ဒီလောက်လေးနေရတာလဲ။ ညီရယူလာတာဘာလို့ဖို့လဲဗျာငါယူလာတာမင်းရဲ့မိတ်တော့မိတ်တော့မီးကိုပြင်ဖို့ဒီကိုယူလာခဲ့တာသူပါဆိုလုံးမမသိခင်ပါပဲသူဇနီးနဲ့ကလေးတွေကိုမြင်လိုက်ရတယ်ဝန္တာအာရနဲ့သမီးလေးကိုပွေဖက်ဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့သူ့ရဲ့တရေပုံစံကြောင့်သမီးလေးကကြောက်လန့်ပြီးအုံငိုတော့တယ်ဇနီးဖြစ်သူကသူ့စပင်ကိုညှက်ပေးပြီးမှသမီးလေးကသူ့ကိုပြန်မှတ်မိသွားတယ်မိသားစုပြန်လည်စုံစည်းတဲ့အချိန်မှာသူဟာအရင်ကပျော်ရွှင်တဲ့နေ့ရက်တွေစီပြန်ရောက်သွားတယ်လို့ခံစားရတယ်ဒါပေမဲ့ဇနီးတဲ့ရဲ့နောက်ဆက်ပြောလိုက်တဲ့စကားကသူ့ကိုမျှော်လင့်ချက်မဲ့သွားစေခဲ့တယ် ရှင်းဖေကမြေအိမ်နဲ့အိမ်ဘာလို့ယူလာလဲဆိုတာကိုပဲစဉ်းစားသိနေတော့ရဲဘော်ဟောင်ထက်မြက်ကလူစားထိုးကိုရှာမရလို့ရဲဘော်ဟောင်ထက်မြက်ဟုတ်ကဲ့တကယ်တော့ထက်မြက်ဟာတကားပြင်ပမှာရက်နေတာကြာပါပြီဒါပေမဲ့သူရဲကောင်းဖြစ်တဲ့ညီအကိုကိုမျက်နှာချင်းဆိုင်မှုမျက်နှာမပြရေးပါဘူး15ရက်တွင်လူစားလဲပေးမယ်လို့ဂရီပေးခဲ့ပေမဲ့ဒီနေ့ထိဂရီမတည်နိုင်ခဲ့ဘူးလေညီလေးမင်းတို့ရဲ့အချိန်ကိုမနှောက်ရှက်ခြင်းမင်းကြိုက်သလိုဆဲလိုက်ပါတော့ဇနီးတွေကတော့ရဲပိုင်းကိုနေတိုင်းစိတ်ပြတ်အားငယ်မှုတွေဖြတ်တန်းစေချင်တာမဟုတ်ပါဘူး။ဒါကြောင့်ဇေးပိုင်းကိုအမှန်တမ်းပြောပြဖို့တောင်းဆိုလိုက်ပါရစေ။ဇေးပိုင်း မင်းရဲပိုင်ကိုမှန်တိုင်းပြောပြလိုက်ပါတော့။သူနေတိုင်းမနဲ့နိုးလိုက်အိမ်ပြန်မှုစဉ်းစားမနေအောင်လို့ ဒါပေမဲ့ဇေပိုင်ကနှုတ်ဆက်နေတယ်။ဘာမှမပြောပေမဲ့အရာရာကိုပြောပြီးသားဖြစ်နေတယ်။ဇေပိုင်ဟာကျုံးမော်ကနေစင်းမိုးဆိုတာဝေးကွာလှတယ်ဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့တယ်။ပြီးတော့တိတ်ဆိတ်စွာပြီးအပြင်ကိုထွက်သွားတယ်။ဇေပိုင်ကသူ့ကိုတားချင်ပေမဲ့စကလုံးနဲ့ရှာမတွေ့ဘူး။ငရံမော်ကစာလုံးပြည့်ကိုမတော်တဆမြင်လိုက်ရတဲ့အခါအပြစ်ရှိစိတ်ကပူပြီးကြီးထွားလာတယ်။အဲ့ဒါတွေကဇေပိုင်ဟာနေ့ရက်တိုင်းမျှော်လင့်ချက်ကြီးကြီးနဲ့စောင့်ဆိုင်းခဲ့တာတွေပါပဲ။နောက်တစ်နေ့ရောက်တော့သူ့ဖေကတားဖြစ်သူရဲ့အသွင်ပြင်ပြောင်းလဲမှုကိုမြင်တော့ဝမ်းသာအာရနဲ့ခေါင်းပေါ်မှာခေါင်းရှိရင်တကယ်ရောရုတ်ချောသွားတာပဲ။ ထို့နောက်ဇေပိုင်နဲ့သူ့ဖခင်တို့ဟာထွက်ခွာသွားကြတယ်။ထွက်ခွာသွားတဲ့လှေငယ်လေးကိုကျင်းရဲပိုင်ဟာနိုင်ငံတော်အလံကိုအပါဒိယဝေရန်ပြခဲ့တယ်။ဒီနည်းနဲ့သူဟာနိုင်ငံတော်အတွက်ဒီကျွန်းကိုစောင့်ရှောက်နိုင်မယ်လို့ဖခင်ကိုကတိပေးလိုက်တာပါ။အဲ့ဒီအချိန်ကစပြီးရဲပိုင်ဟာလက်တွေ့ဘွားကိုသဘောပေါက်သွားတယ်။ဒီကျွန်းလင်းလေးသူ့ရဲ့ကံကြမ္မာဟာမကုံဆောင်သေးဘူးလို့ခံစားလိုက်ရတယ်။ဒီလိုလက်ဘွားတစ်ချက်စာကျဲတဲ့နေရာလေးမှာပေါ့။ ဒီတစ်ချိန်မှာတော့ရဲပိုင်ဟာအခြေအနေမှန်ကိုတဖြည်းဖြည်းနားလည်လာပြီးဒီကျွန်းနဲ့သူ့ကန့်ချမှာမကုံဆုံးသေးဘူးလို့ခန်းစားလိုက်ရတယ်။ပင်လယ်လေးဘဝိုင်းနေတဲ့ဒီလက်ဘွားအွယ်ကျွန်းကလေးဟာသူ့တက်တော့ပင်လယ်ပြင်ကထောက်တစ်ခုလိုပါပဲ။တရက်တာစောင်းရရင်လည်းစောင်းတဲ့အတိုင်းအကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့သူဆုံးဖြတ်လိုက်တယ်။နှွေဦးကနေစောင်းနှင်းကိုရောက်လာတော့အကြံတန်းဆုံးစောင်းရောင်တီကိုရင်ဆိုင်ရပါပြီ။ဒီချိန်မှာသူ့စနီးမြနှင်းကကျွန်းမကိုဘလူပဲဖြစ်ဖြစ်လိုက်လာမယ်လို့ခိုင်မာစွာဆုံးဖြတ်လိုက်ပါတယ်။သူဟာကျောင်းဆရာမအလုပ်ကနေချက်ချင်းနှုတ်ထွက်ပြီးကျောင်းအုပ်ကိုနှုတ်ဆက်ကအေးခဲနေတဲ့ဒီယာတီဥရုကိုသူ့ခင်မုန်းနေသူဖြတ်ကျော်ခြင်းလို့ပါပဲ။ သူ့ရဲ့သမီးငယ်လေးကိုလည်းရောက်ခမကြီးစီအနှံခဲ့ပြီးလှငယ်လေးနဲ့ကျုံးစီထွက်လာခဲ့ပါတယ်။လာဖို့တဲ့အမဖြစ်သူကတော့စိတ်မချတဲ့မျိုးလုံးတွေနဲ့ကြည်ပြီးစိတ်မချရတဲ့လုပ်ရမလုပ်ဖို့တားပါတယ်။ဒီကျုံးပေါ်ကဆင်းရဲဒုက္ခတွေကိုမိမတယောက်ကဘယ်လိုများခံနိုင်ရင်ရှိမှလဲပေါ့။ဒါပေမဲ့မြာနင်းကတော့နားမထောင်ပါဘူး။သူပြောလိုက်တဲ့ခြောင်လုံးသောစကားလုံးကတော့ယူသားပေမဲ့ချက်ချင်းမြစ်တာအပြည့်ပါပဲ။သူကကျုံးကိုစောင့်နေ။ကျမကသူ့ကိုစောင့်မယ်တဲ့။ ဒီစကားတွေဟာပန်းပန်လေးရဲ့လားနဲ့စီးနေတီကုန်းထားတဲ့ကြပြားတွေထက်တောင်ပိုပြီး romantic ကြတယ်လို့ဆိုရမှာပါဒီချိန်မှာကျုံးဝမှာလှဲ့ကင်းလှဲ့နေတဲ့ရဲပိုင်ကသူစနီးရောက်လာတာကိုရုတ်တရက်မြင်လိုက်ရတဲ့အခါခလေးတယောက်လိုပြောရှင်သွားပါတယ်ချက်ချင်းပဲဇနီးတဲ့စီအ мян ပြေးသွားပြီးနှစ်ယောက်သားကြာမြင့်စွာကွဲကွာပြီးမှပြန်ဆုံတွေ့တဲ့အတွက်ဝမ်းသာပီတိဖြစ်နေကြတယ်ဒီချိန်မှာသူတို့နှစ်ယောက်ဟာကဘာပေါ်မှာအပျော်ရှင်ဆုံးဇနီးမောင်နှံပါပဲညာနေကခင်မောတဲ့ရဲပိုင်အကြိုက်ဆုံးဖတ်တော့ကိုလည်းတတိတရယူလာပေးတဲ့အခါသူ့ရဲ့ရင်ထဲကဝမ်းသာမှုတွေကိုဘလို့မှထိန်းချုပ်ထားလို့မရနိုင်တော့ပါဘူးညာ ာဘက်ရောက်တော့မြန်းင်းကရဲပိုင်ကိုရေချိုးပြီးသူကျောဘက်ကတန်ရာတန်ကြပ်တွေကိုရုတ်တရက်တွေ့လိုက်ရတယ်။ဒါတွေဟာကျုံးပေါ်မှာဒဇုံဒဇကြံရိတ်ခဲ့တဲ့ခင်ပွန်းရဲ့ခက်ခင်းကြမ်းတမ်းမှုတွေပဲဆိုတာသိလိုက်ရတော့မျက်ရည်တွေဝဲလာတယ်။မြန်းင်းနှုတ်ထွက်လိုက်ပြီဆိုတာသိတဲ့အခါရဲပိုင်ကလည်းနှစ်သက်ကူးပြီးကျုံးပေါ်ကပြန်စင်းမှုတိုက်တွန်းတယ်။ဒီမှာဒုက္ခမခံစေချင်လို့ပါ။ဒါပေမဲ့မြန်းင်းကအရင်ကလေးကစိတ်ဆုံးဖြတ်ထားပြီးပါပြီ။အမေကပြောတယ်အဖေကိုရှုံးလို့မဖြစ်ဘူးတဲ့။အကူကတရက်ဆောင်ရင်ညီမတရက်လိုက်နေမယ်။ အဲ့ဒီနေရာစာပြီးဇနီးမောင်နဲ့နှစ်ယောက်ဟာဒီအထီးကျန်ကျုံးပေါ်မှာအချင်းချင်းစောင်းရှောင်းကြတော့တာပါပဲအလန်တင်တာကျုံးဆောက်တာတင်မောလမ်းပြမြေမှတ်သားကိုထိန်သိမ်းတာနဲ့မှတ်တမ်းစာအုပ်ရေးတာတွေဟာသူတို့နှစ်ဦးရဲ့တခုတည်းသောနေ့စဉ်လုပ်ငန်းတွေဖြစ်လာခဲ့တယ်။ဒါပေမဲ့ရက်တွေကြာလာတာနဲ့အများညာနေကရင်ထဲကမိကုန်းတစ်ခုကိုမေးလိုက်မိတယ်။ရှင်ပြန်မသွားကြတော့ဘူးလား။ငါရင်ဘက်ကိုထပ်ပြီးအဲ့ဒီမထိုးပါနေတော့ လို့ရဲပိုင်ကပြန်ပြောတဲ့အခါသူလည်းထိမထားနိုင်တော့ပါဘူးမိဘတွေကိုဘလို့လို့မလွမ်းမဲ့နေနိုင်ပါလေအခုချိန်မှာမိသားစုကိုစုံပြီးအကျိုးကိုပဲကြည့်နိုင်တော့တာပါဒီလိုမျိုးမတက်တာမှုနဲ့ဝမ်းနဲ့ကြေခွဲမှုတွေကိုသူ့ဘာသာပဲတက်တဆိတ်ခံစားနေရတယ်ဒီနှစ်တွေမှာအဖေစိတ်ချချနဲ့ဖြတ်ကျော်နိုင်ပါစေလို့ဆောင်းနေနိုင်ဆုတောင်းရမယ်အဖေမှာတဏှတ်တန်ရာရှိရင်အဆုံးနဲ့နီးတယ်လို့လည်းပြောတယ်အမေကတော့ခန္ဓာကိုယ်တန်ပါပါတယ် ညစီတမိတ်အတွင်းမှာပဲနှစ်သိက္ခူပွဲတော်ရောက်လာပါပြီ။စိတ်မချမ်းမသာဖြစ်နေတဲ့ထက်မြက်ကရဲပိုင်ရဲ့အိမ်ကိုနှစ်သိက္ခူနှုတ်ဆက်ဖို့ရောက်လာပါတယ်။ရဲပိုင်ကိုစားတတယောက်ရဲ့ဝိတရားကိုထမ်းဆောင်ပြီးသူ့ရဲ့နောင်နာတွေကိုဖြည့်ဖြောက်ချင်တာပါ။ဒါပြင်သူတို့ကလေးရဲ့အိမ်တော်စုစင်းကိုမြို့ပေါ်ကိုပြောင်းပေးခဲ့ပြီးနောက်ပိုင်းမှာပိုကောင်းတဲ့ပညာရအောင်စီစဉ်ပေးခဲ့ပါတယ်။ဒါပေမဲ့ရဲပိုင်ရဲ့မိခင်ကတော့မြို့ပေါ်ကိုပြောင်းရွှေ့ဖို့ကိုငြင်းဆန်လိုက်ပါတယ်။အိမ်မှာရှိတဲ့စစ်သားတွေကသူ့ကိုစောင့်နေကြတယ်။အရမ်းမြေတွေကိုလည်းဟင်းသီးဟင်းရွက်စိုက်ခင်းတွေဖြစ်အောင်ပြောင်းပြီးစီးပွားရေးအဖို့လုပ်ငန်းတွေလုပ်ဖို့သူဥဆောင်ပေးရအောင်ပါ တကယ်တော့အပေါ်လုပ်ငန်းလုပ်ဖို့အတွက်အိမ်တော်စုစီရင်ပြန်မရှိရှိအရေးမကြီးပါဘူး မိခင်တယောက်အနေနဲ့တားဖြစ်သူလုံခြုံပေးခြင်းစွာအသက်ရှင်နေတာကိုပဲလူကျင်တာပါထမရကတော့စကားမပြောနိုင်ပဲရှက်ရွံ့နေပါတယ်ဒီချိန်မှာကျိုးမော်ကရဲပိုင်တော်ဇနီးမောင်နဲ့လည်းနှစ်တကူပွဲကိုကျင်းပနေပါပြီဟောင်းနားနေတဲ့ဇပွဲငယ်လေးမှာထိုင်ပြီးနှစ်တကူဖတ်ထုတ်တွေကိုစားရင်ပထမဆုံးကိုသူတို့နှစ်ဦးကိုပြုစုဆောင်ရှောက်ခဲ့တဲ့မိဘတွေကိုကတော်လိုက်ကြတယ်မိဘတွေတက်ရှိကျမ်းမာပါစေလို့ဆုတောင်းရင်းသူတို့နှစ်ဦးနဲ့ပိုင်တဲ့နှစ်တကူကိုဖြတ်တန်းကြပါတယ်ခွေးလေးအတွက်ဖတ်ထုတ်ကိုလည်းမမေ့မလျော့ကျွေးပါတယ်ဘဝကပျော်ရွှင်ပြီးရိုးရှင်းပါတယ်သူတို့နှစ်ဦးကျုံးမမအလုပ်တွေရှုပ်နေကြပါပြီညာနေကမြေရာတွေဖော်ထုတ်ပြီးဟင်းသီး င်ဟင်းရွက်စိုက်နေပါတယ်သူကခင်မုန်းရဲ့ဓမင်းဟင်းတွေပုံမှန်တိုင်းမဖြစ်စေချင်အောင်တတ်တတ်ပါခြေပိုင်ကတော့မိပြတဲ့ကိုတန်ရှင်းနေပါတယ်မိပြတဲ့ပိုလင်းလေးလူတွေအိမ်ပြန်ရခေးလန်းကပိုလုံးကြုံလေးပဲလို့သူယုံကြည်ပါတယ်ထမရကသူတို့တို့ရဲခါပစ္စည်းတွေပို့ပေးပါတယ်ဘာလို့လဲဆိုတော့ညနေမှကိုဝင်ထက်ရှိနေပြီလေညနေကရှာဖွေရရှိထားတဲ့ပင်လယ်စာတွေကိုလေတကြီးစီပေးပြီးကလေးအတွက်ကြောင်းစိမ့်နဲ့လဲလှယ်ယူပါတယ်ထမရစီကလည်းသမီးဖြစ်သူရဲ့အယံအမြင်ကိုသိလိုက်ရတဲ့အခါညနေရဲ့မျက်နှာမှာအပြုံးတွေရှိနေပေမဲ့ရင်ထဲမှာတော့ဘယ်သူမှမသိတဲ့ခါတိမှုကိုဖုံးကွယ်ထားရပါတယ်ထမရကကျွန်းမော့ကရာသီဥရုကမ ခံမှန်းနိုင်တာကြောင့်အရေးပေါ်အခြေအနေမဖြစ်အောင်မြန်းင်းကိုစောစောစီးစီးကုန်းပုံပြန်ပြီးခလေးမွေးဖို့တိုက်တွန်းပါတယ်။ဒါပေမဲ့မြန်းင်းကတော့ခင်မုန်းနဲ့ပုံပြီးအချိန်ဖြုန်းချင်နေတော့မှာပဲ။ဒါပေမဲ့ထမရရဲ့စကားဟာနမိတ်မကောင်းတဲ့အဟောလို့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီညမှာပဲလေပြင်းမောင်းနဲ့တိုက်ခတ်လာပါတယ်။ရဲပိုင်းကအဖေသွင်းရနေတဲ့အိမ်မက်မက်ပြီးလန်နိုးလာပါတယ်။လန်နိုးတာနဲ့အိမ်ပြင်ဘက်ကိုအပြေးလွှားထွက်သွားတယ်။မြန်းင်းလည်းနောက်ကနေလိုက်ပြေးပေမဲ့တကားဝရောက်တော့ပိုင်းနာလာပြီးမိဖွားတော့မလို့ဖြစ်သွားပါတော့တယ်။ဒီချိန်ထဲမှာပဲတားနေအဖေတန်ရုံးစင်တိုင်းရဲပိုင်းရဲ့အဖေလည်းတကယ်ပဲမတော်တဆဖြစ်နေပါပြီ။ထမရကအဖိုးကြီးကိုစေးရုံအ ေးပေါ်ပို့ပေးပေမယ့်အများနဲ့စောမွေးတဲ့တင်းကိုရလိုက်ပြန်ပါတယ်။ သူဟာစိတ်ပြတ်အားငယ်စွာနဲ့ဈေးညံထဲမှာအော်ခဲ့ပြီးတာဖွားကန်းကိုမိဖွားပေးမယ်ဆရာဝန်မြမြန်ပေးပါလို့အော်ခဲ့နေပါတယ်။လေနဲ့မုံနဲ့လှောက်ခါနေတဲ့ကျုံးငယ်လေးပေါ်မှာမိဖွားကန်းဒီနာကျင်မှုကြောင့်မြန်းနေကဟိုဘက်ဒီဘက်လူးလှိမ့်နေပါတယ်။ဒါပေမဲ့ပြေးပါမှမုံနှမ်းကြနေလို့ဆရာဝန်ကကျုံးမို့ရောက်လာဖို့လုံးဝမဖြစ်နိုင်ပါဘူး။မြန်းနေကနာကျင်မှုကိုအန်ကျိပြီးစောင်းတွင်းရေနွေးတွေပြင်ဆင်ဖို့ခင်မုံကိုခိုင်းပါတယ်။ရဲပိုင်ကစောင်းတွေကိုရေနွေးအိုးတွေထဲထဲကလက်မအပူလောင်တာကိုတော့ဂီယိုမဆိုင်နိုင်တော့ပါဘူး။ဒီအချိန်မှာပဲဖုံးမြီလာပါတယ်။ညီလေးဖုံးကင်လိုက်ပါအောင်နဲ့။ ဖုန်းကိုကောက်ကင်နေရဲဘက်က Q ကိုလက်ဘက်ကိုဖုန်းနဲ့တွဲချီလိုက်ပါတယ်။ဒါဟာသူ့အရင်ကကလေးတွေလှုပ်ထားတဲ့အဆောင်ဖြစ်ပြီးအခုတော့ဇနီးတွေကိုအကာအကွယ်ပေးပါစေလို့ဆုတောင်းလိုက်ပါတယ်။ဖုန်းနဲ့ကဆရာဝင်ကသူ့ရဲ့အခြေအနေကိုမေးပြီးမိဖွားနိုင်တဲ့အခြေအနေအဆင်ပြေတယ်ဆိုတာသိလိုက်ရတဲ့အခါဘလို့အားထုတ်ရမယ်ဆိုတာကိုညာနှင်းကိုသင်ပေးပါတယ်။ဒါပေမဲ့ဒီထက်ပိုပြီးသူတို့နှောက်တယ်အားကိုရတော့မယ်လို့လည်းပြောပါတယ်။ညာနှင်းကသူ့မှာရှိတဲ့ခွန်အားတွေအားလုံးကိုအသုံးပြုပေးမယ်။ကလေးကိုမမွေးနိုင်သေးပဲခွန်အားအကောင်သုံးပြီးနောက်သတိလစ်သွားပါတယ်။ရဲဘက်ကပဒင်းပေါက်စီပြေးပြီးဘဝရဲ့ကံကြမ္မာဟာသူ့ရဲ့မျောလင်းချက်တွေတစုံတစချန်နာခဲ့ပါစေလို့ အော်ဟင်ငိုကြွေးလိုက်ပါတယ်။ဒီလိုအကောက်ရမယ့်အော်ဟင်ငိုကြွေးတာဟာသတိလင့်နေတဲ့မြန်နှင်းကိုပြန်လည်노ထစေခဲ့ပါတယ်။သူဟာသူ့ရဲ့ခေါင်းအားလုံးကိုအုံပြုပြီးစူးစမ်းလိုက်တယ်။အဲဒီနောက်မှာကလေးငိုတန်ထွက်လာခဲ့ပါတယ်။ ဖုံးရတစ်ဖက်ချမ်းကထမြက်ကလည်းရဲပိုင်ရဲ့ဖခင်ကွယ်လွန်သွားတဲ့တင်းကိုကြားလိုက်ရတဲ့ကတိတ်ခါကိုဂီယိုမဆိုင်နိုင်ပဲကြမ်းပြေပေါ်ဒူးထောက်ကျသွားပြီးအမားလှုပ်ထားတဲ့ကလေးတယောက်လိုအကျဲကြီးငိုပါတော့တယ်ဖခင်ရဲ့ကွယ်လွန်မှုဟာရဲပိုင်ကိုလည်းရင်ထဲကနေနာကျင်စေခဲ့ပါတယ်သူဟာအဖေရဲ့နောက်ဆုံးမျက်နှာကိုတော့မမြင်လိုက်ရပါဘူးသူဟာနိုင်ငံတော်အလံကိုကောက်ယူပြီးအသွန်ခုံဆိုင်ဝှေ့ရန်လိုက်တဲ့အခါအဖေရဲ့ချီးမွမ်းတဲ့ကိုပြန်ကြားရသလိုပါပဲအဲ့ဒီနောက်မှာတော့သူ့ရဲ့စိတ်နှလုံးဟာတည်ငြိမ်သွားပါတော့တယ်သူနဲ့မြာနေဟာအတူတူအိမ်ကိုပြုတ်ပြင်ကြတယ်အတူတူမြေယာဖော်တော့ပြီးစိုက်ပျိုးကြတယ်အလံဒေနာဟာမိသားစုတောင်ရောက်ရဲ့အနေစဉ်လုပ်ငန်းဖြစ်လာခဲ့ပါပြီဒီ ချိန်ကစားပြီးကျွန်းကိုစောင်းတာဟာအိမ်ကိုစောင်းတာပါပဲသူနဲ့မြာနေရတသက်သာလုံးပေါ့မျက်စိတမိတ်အတွင်းမှာပဲသူတို့ရဲ့သားဟာကြောင်းတက်ရမယ့်အရွယ်ကိုရောက်လာပါပြီသူကသားကိုစစ်သင်းမောကိုနောက်ဆုံးတစ်ချိန်ပြသလိုက်ပါတယ်စစ်သင်းမောရဲ့ခံ냐ထဲဝါမှုကသူ့ကိုအမြဲတမ်းစိတ်တက်ခွန်အားပေးလိုပါသူကသားဖြစ်သူနောင်နာကံမှာစစ်သင်းမောလို့တမန်ကြီးစိတ်တက်ရှိစေချင်တာပါဇနီးမောင်နဲ့နှစ်ယောက်ဟာသူတို့သားကိုနှုတ်ဆက်လိုက်ရပါတယ်ဒါပေမဲ့သားကိုလိုက်ပို့ပြီးတဲ့နောက်မှာတော့မောင်ကိုသမားတို့စုရုတ်တရက်ကျွန်းပေါ်ရောက်လာပါတယ်ကျွန်းမရှင်မောင်ကိုသမားတွေမင်းကိုထိုက်ရိုက်ဖို့လာပြန်ပြီ သူဟာမှာခွန်သမားရဲ့အကြောင်းဝယ်တွေကိုမကြာခဏဖျက်ဆီးခဲ့တဲ့အတွက်လက်စားချေခြင်းကိုအမြဲခံရပါတယ် ညာနေကတော့စိတ်ပူမှန်စွာနဲ့ရဲကိုဖုံးဆက်ဖို့ပြေးပေမဲ့သူကတော့ကောင်းကွဲပြီးသွေးထက်တန်ရုံဖြစ်နေပါပြီ။ဒါပေမဲ့သူကဘယ်တော့မှလက်မလျှော့ပါဘူး။ကံကောင်းစွာနဲ့မမောင်တို့ရောက်လာကြပြီးလုံထဲတပ်ပုတ်ပြီးမှလူစိုးတွေကိုမောင်းထုတ်နိုင်ခဲ့ပါတယ်။သူရဲကောင်းတယောက်ရဲ့စိတ်ဆန္ဒဘလောက်ပဲခိုင်မာပါစေနှလုံးသားကတော့နူးညံ့ပါတယ်။ပေါင်ခုံသမားတွေကရဲပိုင်ရင်ကလေးကိုလက်စားချေတဲ့တင်းကိုမမောင်စည်းကကြားလိုက်ရတယ်။သမီးဖြစ်သူကသူ့ကြောင့်ကြောင်းထွားလိုက်ရတယ်ဆိုတာသိလိုက်ရတဲ့အခါရဲပိုင်ရင်ငြိမ်သက်နေတဲ့စိတ်ထင်းမှာကျုံးမော်ကစိန်မိုးမိဘတွေထပ်မံလောင်ကျွမ်းလာပါတယ်။ဘာပဲဖြစ်ဖြစ်သားသမီးတွေအပေါ်သူအမြဲတမ်းကြွေးတင်နေတာပဲလေ။ ချက်မြတ်နေသေးချာပြောမယ်နှစ်နှစ်လောက်နေရင်ကလေးတွေလည်းကြီးလာမယ်ပြီးရင်ငါတို့ပြန်လာစောင့်မယ်သူဆုံးဖြတ်လိုက်တယ် ဒီလိုနဲ့နှစ်ပေါင်းများစွာတွင်ပထမဆုံးအချိန်ဖြင့်ရဲပိုင်ဟာကျုံးမော်ကနေကုန်းမို့ကိုဆင်းလာခဲ့တယ်။ကုန်းမို့မလာတာကြာပြီမို့ခြေတော်မခိုင်မဲလဲကျသွားပေမဲ့နာကျင်နာကိုဂီယူမဆိုင်ပဲထမရရဲ့ရုံကန်းစီတန်းပြေးသွားတယ်။ဒါပေမဲ့ပြည်သူစစ်ဌာနကိုရောက်တဲ့အခါမှာတော့ထမရဟာအဆောက်ကဲစားနောက်ဆုံးအဆင့်ဖြစ်နေပြီဆိုတော့ခြေခွဲပဲတရင်စိုးကိုကြားလိုက်ရပါတယ်။သူဟာဆင်းရုံကိုအလောတကြီးပြေးသွားပြီးဆင်းရုံရှိမှထမရရဲ့ဇနီးနဲ့တွေ့တဲ့အခါတက်သွားပါသူမင်းကိုစောင့်နေတယ်လို့ပြောတယ်။သူဟာယူမတက်ပေါ်တက်ကိုပြေးတက်ပြီးတေကန်လေးဖြစ်နေတဲ့ညီအကိုရဲ့ဂရင်မေးကိုရောက်လာတယ်။သူဟာနောင်နာကြီးစွာနဲ့ညီအကိုကိုကြည့်လိုက်တဲ့အခါညီအကိုရဲ့မျက်လုံးတွေထဲမှာလည်းအ လားတူနောင်နာတွေကိုပဲတွေးလိုက်ရပါတယ်။ထက်မြက်ဟာကြုံးစားမှုလူစားထုတ်မရလို့ရဲပိုင်ကိုစိတ်မကောင်းဖြစ်နေတာပါ။ရဲပိုင်ကတော့သူကျုံးကိုစောင့်မယ်လို့ဆုံးဖြတ်ထားရတဲ့အနေထက်မြက်ကိုအလုပ်တွေရှုပ်စေခဲ့တဲ့အတွက်ကိုကိုကိုအပြစ်တင်နေခဲ့တာပါ။မျက်ရည်တွေပြည့်နေတဲ့မျက်လုံးတွေနဲ့သူကကျွန်တော်ဒီနေ့ညီကိုကိုဂရီးပေးတယ်။အဖွဲစည်းရဲ့ကျွန်တော်ကိုတရက်ယုံကြည်သေး၍ကျွန်တော်တရက်ဒီကျုံးပေါ်ကနေမခွာဘူး။တစ်သက်လုံးယုံကြည်တစ်သက်လုံးဒီကျုံးပေါ်ကမခွာဘူးလို့ပြောလိုက်တယ်။ ဒီစကားတွေဟာညီကိုစိတ်မချမ်းမသာမဖြစ်အောင်ပေးတဲ့ကလေးဖြစ်တယ်လို့သူနောက်ထပ်ဘယ်တော့မှကျုံးမော်ကမစင်းတော့ဘူးဆိုတော့ကိုကိုကိုတွေဝိုက်ပြောလိုက်တဲ့စကားလေးဖြစ်ပါတယ်။အဲဒီနောက်မှာသူဟာစူညာရှုပ်ထွေးနေတဲ့ပင်လယ်စာဈေးကိုသွားပြီးသမီးငယ်လေးဖွေးတုပ်ကိုသွားတွေ့တယ်။ဖွေးတုပ်ဟာသူ့ရဲ့နူးနေတဲ့လက်ကလေးတွေနဲ့ဖမ်းလာတဲ့ပင်လယ်စာတွေကိုအမြန်ခွဲခြားနေရတဲ့ကိုကြည့်ပြီးသူ့ရဲ့နေမလိုက်အောင်ခက်ခဲကြမ်းတမ်းတဲ့ဒုက္ခကိုခံစားနေရတဲ့ကိုမြင်တော့သူ့ရဲ့နူးညံ့တဲ့ရင်ထဲကအသေးနှလုံးကိုထပ်မံထိုးနှက်လိုက်သလိုနာကျင်ရပါတယ်။သူ့ကိုလိုက်ပို့တဲ့အချိန်မှာဖွေးတုပ်ကကားပေါ်မှာမနေတယ်လို့မူဘီအိပ်ပြောင်နေတဲ့အဖေကိုကြည့်ပြီးစိတ်မကောင်းတဲ့မျက်ရည်တွေကြားခဲ့ရပါတယ်။သူ့ဖေ ယ်ကသူ့ကိုပေးတဲ့ဖခင်မြေတာကိုမပေးခဲ့ရပေမဲ့သူဟာဖခင်စီကနေပိုရေးကြီးတဲ့အရာတစ်ခုကိုတင်ယူခဲ့ပါတယ်။အဲ့ဒါကတော့ဖခင်ရဲ့မယုံရော့တဲ့ကျွန်းဆောင်တဲ့စိတ်ဓာတ်ပဲဖြစ်ပါတယ်။အဖေအိမ်ပြန်ရောက်ရင်အမေကိုပြောလိုက်ပါ။ တမီးနဲ့မောင်လေးရဲ့မောင်နှမ်းကြကပင်လယ်ပြောင်ငှက်ဖြစ်လာမယ်။အရေးကြီးဆုံးပင်လယ်ပြောင်ငှက်ဖြစ်လာမယ်လို့ပြောလိုက်တယ်။ရဲပိုင်ဟာတမီးကိုလက်တွေဝန်းရံပြီးကျေနပ်စွာနှုတ်ဆက်ခဲ့တယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်ဇနီးမောင်နဲ့နေရဟာတက္ကသိုလ်ဝင်ခွင့်အောင်မြင်တဲ့သားကိုကြည့်ပြီးကျေနပ်ဝမ်းသာတဲ့အပြုံးအနေနဲ့ပြည့်နှက်နေခဲ့တယ်။ခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်ကသူတို့ရဲ့သားသမီးတွေပေါ်လွတ်ဆွတ်တဲ့စိတ်ကိုမတားဆီးနိုင်ခဲ့သလိုတားဖြစ်သူကလည်းဖခင်ရဲ့မျှော်လင့်ချက်တိုင်းတစ်ချိန်ကဖခင်သဘောကျတဲ့ရေတက်ထဲကိုဝင်ရောက်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့မမဟာသူတို့ကိုလာရောက်လေပိုင်ရင်ဇနီးမောင်နဲ့နှစ်ဦးရဲ့တပ်ပုံကိုအင်တာနက်ပေါ်တင်လိုက်တယ်။သူတို့ရဲ့လောရက်တွေကလှိမ့်မြန်စွာပြန့်နှံ့သွားပြီး ီးတနိုင်ငံလုံးရဲ့စံပြပုဂ္ဂိုလ်များဖြင့်ရွေးချယ်ခံခဲ့ရတယ်။၃၂နှစ်ကြာခိုင်မာစွာဆောင်ရှားမှုကြောင့်နိုင်ငံတော်တချင်းဟာပင်လယ်နဲ့ကောင်းကင်ဘုံမှာဘယ်တော့မှမရမနာတည်ဆူနေခဲ့တယ်။ဒါဟာလေးစားစရာပါပဲ။တကယ်တမ်းမှာတော့တခုခုကိုအမြဲတမ်းဇွဲရှိရှိလှုပ်ဆောင်နိုင်တဲ့သူတွေဟာတူညီတဲ့ချက်တစ်ခုရှိကြပါတယ်။အဲ့ဒါကတော့မဖွင့်ဟတ်တချင်းပါပဲ။သူတို့ဟာပဇံနဲ့သူတို့ရဲ့အတွေ့အကြုံကိုဖော်ပြဖို့မကြွမ်းကျင်ကြပဲရင်ထဲကနေလှုပ်ဆောင်ကြတာပါ။သူတို့လည်းညင်ညူတာကိုကိုကိုနှစ်သိမ့်တာတွေလှုပ်ကြပေမယ့်အဲ့ဒီခံစားချက်တွေကိုပဲဆက်လက်လှုပ်ဆောင်ဖို့ခွန်အားအဖြစ်ပြောင်းလဲပြစ်လိုက်ကြတာပါ။သူတို့ဟာမဖွင့်ဟတ်တချင်းကြောင့်ဝင်ငွေကောင်းတာကိုဆွလုပ်ပြီးအမိနိုင် င်ငံအတွက်ကျိုးငယ်လေးကိုကာကွယ်ဖို့ရေလုံသားတွေအတွက်အိမ်ပြန်လန်းကိုညွှန်ပြဖို့ရွေးချယ်ခဲ့ကြပါတယ်။မဖွင့်ခတ်တက်ချင်းကြောင့်မိဘတွေကိုပြုစုစောင့်ရှောက်ပြီးအဆုံးထိမလုပ်ပေးနိုင်ခဲ့ပါဘူး။သားသမီးတွေကိုလေတံမိုးတံကနေကာကွယ်မပေးနိုင်ခဲ့ဘူး။မဖွင့်ခတ်တက်ချင်းကြောင့်သူတို့ရဲ့တသက်တာလုံးမှာကျုံးဆောင်တာဆိုတဲ့အလုပ်တစ်ခုလေးကိုပဲလုပ်ခဲ့တာပါ။မောင်မောင်ကလည်းသူသားရဲ့ပါဇက်ကနေပဲသူ့ရင်လေးကစကားကိုထုတ်ပြောခဲ့ပါတယ်။ကျွန်တော်အဖေပြောတယ်။အဖိုးတို့ကိုသူလေးစားတယ်။ဒါပေမဲ့သူအဖိုးတို့လိုတော့မဖြစ်နိုင်ဘူးတဲ့။